ကဲအခုကျွန်တော်ကမက်ဒရစ်ဒါဘီပွဲစဉ်ကြောင့်မနေ့ညကပေါ့ရှင်ဆိုင်ကစားသွားခဲ့တယ်ကြောင့်အက်တလက်တီကိုမက်ဒရစ်နဲ့ရီယယ်မက်ဒရစ်တို့ရဲ့ဒါပွဲလေးကိုပွဲပြီးသုံးသပ်ချက်လုပ်ပေးမယ်ဒီပွဲမှာဆိုလို့ရှိရင်တော့ကြောင့်အက်တလက်တီကိုမက်ဒရစ်အသင်းကဒါဂျူလီယန်အေဗာရက်ရဲ့ဒါပနတီကန်တဲ့နေရာမှာနှစ်ချက်ထိသွားတဲ့ဖြစ်တဲ့အတွက်ကြောင့်မလို့ကန်ဆယ်လုပ်လိုက်လေအဲ့ဒီကန်ဆယ်အလုံးကြောင့်ပဲအက်တလက်တီကိုမက်ဒရစ်အသင်းက ကံမကောင်းစွာနဲ့ပဲကျုပ်ဒီချန်ပီယံလိပြိုင်ပွဲကြီးကနေပြီးတော့ထွက်ခွာခဲ့ရပြီအားကြောင့်မို့လို့ဒီနေ့မှာပွဲတွင်းအကြောင်းအရာလေးတွေကိုလည်းပြောမယ်ဒါနှစ်ဖက်အသင်းနှစ်သင်းလုံးရဲ့ကျုပ်စွမ်းဆောင်ရည်လေးတွေကိုပါကျုပ်နည်းနည်းလေးထည့်ပြီးတော့ဆွေးနွေးသုံးသပ်ပေးသွားမှာဖြစ်ပါတယ် ကျောင်းမင်းညားကပွဲစဉ်တွေထဲမှာဆိုလို့ရှိရင်ချန်ပီယံလိပွဲစဉ်၄ပွဲကစားတယ်၄ပွဲလုံးကကြီးလို့ကောင်းတယ်ဆိုပေမဲ့ကျောင်းမက်ဒရစ်ဒါဘီပွဲကတော့ကျောင်းကြီးလို့အကောင်းဆုံးပွဲတစ်ပွဲပဲကျောင်းပြောမယ်ဆိုလို့ရှိရင်ဒီကျောင်းဟိုတနည်းကန်သွားတယ်ကျောင်းဒီ PSG နဲ့လီဗာပူးပွဲထပ်တောင်ပို့ပြီးတော့ကောင်းတယ်ဗျဒီပွဲကကျောင်းဆော့ဆော့စီးစီးပဲကျောင်းဒီအတလတီကိုမက်ဒရစ်အသင်းကကျောင်းပွဲကစားချိန်10မိနစ်မှာပဲဒါကော်နာဂါလီဂါရဲ့ twin goal နဲ့ ဒါသူတို့တည်ရည်ဖြစ်သွားတယ်ပထမကြောရလနဲ့ဆိုလို့ရှိရင်တည်ရည်ဖြစ်သွားတယ်ပြောရမယ်ဆိုလို့ရှိရင်ဗျာအဲ့တလုံးသာကိုးသွားတဲ့အတွက်ကြောင့်မလို့ဒီပွဲကကျောင်းစည်းစည်းနဲ့စကစားရတဲ့ပွဲလို့မြင်သွားတယ်ဗျာကျောင်းမျက်လုံးထဲမှာဒါစည်းစည်းတည်ရည်ကြပြီးတော့စကစားရတယ်အဲ့တော့နှစ်သင်းလုံးကလည်း90 99G က50 50ပဲကျော် real matrix ကလည်း99 99G ရှိရဲကျော် atletico matrix ကလည်း99 99G ရှိရဲအဲ့ဒီနှစ်ခုကြားမှာဘယ်ဟာအားသာလဲဆိုတော့ atletico matrix ကအိမ်ကွင်းအားသာချက်ကတော့တော်တော်ကြီးကိုရှိရဲ ကျောက်အဲ့ပွဲတွင်းမှာပဲတိနေရဂျူလီယန်အဘရက်စီဘောလုံးရောက်သွားလို့ရှင်ရင်ပြိတက်တွေអော်တဲ့អော်တဲ့အတန်ကတတော်ကြီးကိုမိုက်တယ်သူတို့အတွက်လည်းခွန်အားဖြစ်စေတယ်လို့တကယ်လဲစူးစမ်းပန်းစားနဲ့လိုက်ကစားနိုင်တာဖြစ်တဲ့ကြောင့်မလို့အတလက်တီကိုမက်ထရစ်အတက်ကတော့တကယ်တမ်းပို့ပြီးတော့တားတယ် ဒါတော့ဒါပြိဿအားနဲ့ဒါပြောနေဖြစ်နိုင်ခြေရှိတဲ့ဟာကိုကျွန်တော်အရင်ဆုံးပြောကြည့်ရအောင်ကျွန်တော်ဒီပွဲတွင်းမှာကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်ဒီ Atletico Madrid ကို Real Madrid ကိုကိုပေါက်ကန်သွင်းမှုတွေရတယ်ကျွန်တော်ဒီလိုပြောမယ်ဆိုလို့ရှိရင် Real Madrid ဘက်ချမ်းကဒီနေ့ပွဲမှာကျွန်တော် Cyber နှစ်ဘက်ကနည်းနည်းလေးအမားတွေများတယ်ကျွန်တော်ဒီဘက်မှာ Mandy နဲ့ကျွန်တော်ဒီဘက်မှာ Vasquez နဲ့ကနှစ်ယောက်ကအမားနည်းနည်းလေးများတယ်ပြီးလို့ရှိရင်ကျွန်တော်အလဲကနှစ်ယောက်ကကျွန်တော် Sanabat နှစ်ယောက်ဒါ Rudiger နဲ့ Asensio လေးနည်းနည်းလေးကောင်းနေလို့ နည်းနည်းခံတာပါပေါ့ကော်တိုရိတ်လည်းတော်တော်ကောင်းတယ်ဒီပွဲမှာတကယ်ကောင်းတာကော်တိုရိတ်ဂျူလီယန်အေဗာရက်ကလေဘောလုံးရတာနဲ့ဂိုးကိုလမ်းကန်တာတော်တော်သူဂိုးချင်းကိုမဂိုးချင်းနေဒါမဲ့သူကန်လိုက်တဲ့အလုံးတိုင်းကလည်းရောက်တဲ့နေရာကနေဖြစ်တယ်လို့ကန်တာတောင်ယုံဂိုးတဲ့ကိုသွားတယ်ဒါကော်တိုရိတ်ဂျူလီယန်အေဗာရက်ကန်တဲ့လုံးစိတ်တာဆိုလို့ချင်းမရှိဘူးဆိုအနည်းဆုံး၅လုံး၆လုံးလောက်ရှိအဲ့ဒိန်ဂျာအလုံးနေပြီပဲဘယ်နေရာကကန်ကန်များတော်တော်ကြီးကိုကောင်းတော့ဂိုးတဲ့လဲသွားတယ်လို့ကစ်ကပါပါပါလဲပါတယ်ဒါတော့မှ ဒီရှာနဲ့ထိုးလို့မရလို့ရှာနဲ့ဟိုကိုသွင်းလို့ရရဆိုလို့ရှိရင်တော့ရှာနဲ့သွင်းအောင်ပါတကူလုံးမှာရှိတဲ့ဘယ်နေရာဘာရင်ဘက်နဲ့ရရင်ဘက်နဲ့သွင်းမဲ့ပုံစံပေါင်နဲ့ရရင်ပေါင်နဲ့သွင်းမဲ့ပုံစံပေါ့အဲ့လိုမျိုးပြောကျင်တာဂျူလီယန်အဘရက်ဂျီကအရင်ကထပ်ပို့ပြီးတော့ကောင်းလာလေကောင်းလဲကောင်းလာလို့သူလဲတော်တော်ကြီးယုံပြီးတော့ကစားတယ် တနေ့ကလည်းကျွန်တော်ကမန်ချက်စတာစီးတီးနဲ့အတူတာချန်ပီယံဖြစ်ထားတာဆိုတော့သူလည်းချန်ပီယံဆုပလာကိုမတူညီတဲ့အသင်းတစ်သင်းနဲ့ထပ်ပြီးတော့ဒါလူဂျင်နဲ့အတွက်ကြောင့်မလို့ကြိုးစားခဲ့တယ်ဆိုပေမဲ့လည်းကံမကောင်းစွာနဲ့ဒါသူတို့အသင်းကျွန်တော်ပထမပိုင်းမှာဒါ1-0နဲ့နိုင်တယ်ဒုတိယပိုင်းကျတော့နှစ်ပင်နှစ်သင်းလုံးကျွန်တော် twin goal twin နိုင်ခြင်းမရှိတာကြောင့်အချိန်ပိုစက္ကန့်ရတယ် ချိန်ကိုစက္ကန့်ရတဲ့အချိန်မှာလဲကျွန်တော်အတလက်တီကိုမက်ထရစ်ကတောက်လျှောက်တိုက်တယ်လို့ကျွန်တော်ရီယယ်မက်ထရစ်အသင်းဒါလူစားလိမ့်မှုတွေလည်းလုပ်လိုက်တယ်ဒါပေမဲ့အဲ့ဒီမတိုင်ခင်မှာပြောစရာတခုကြံခဲ့တယ်ကျွန်တော် Vinicius Junior ရဲ့ကျုပ်ဒီအန်အောပွဲပေါ့တော့ဒီသူ့အလုံးကလည်းအဆုံးဖြတ်လို့ပြောလို့ရပါတယ်သူဒါအဲ့ပနတီကိုဝင်သွားခဲ့လို့ရှင်ကျွန်တော်အချိန်ပိုတွေဆက်သွားစီဟာမလိုဘူးလို့ထင်တယ်ဒါပေမဲ့လည်းသူ့အနေနဲ့ဒါဘာဘာသူမဆိုတာအမားဆိုတာရှိတတ်တာပဲဒါ Vinicius Junior ရဲ့ဒါကန်သွင်းမှုကဂိုးဘာတဲ့ဘောကိုကျော်သွားဖြစ်တဲ့အကြောင်းမလို့သူတို့အနေနဲ့ဂိုးမရခဲ့ဘူးပေါ့ ော့ဘလက်ကလည်းတော်တော်ကြီးကောင်းပါတယ်ပနတီကိုမစစ်လိုက်ရအောင်ဆိုမှတခြားလုံးတွေလည်းတော်တော်ကြီးကောင်းတယ်အဲ့ပနတီကဝါးတဲ့အလုံးဆိုလို့ရှိရင်ဒါတစ်ဖက်ကဒါကျုပ်အတလက်တီကိုမထွက်ရခန်းစစ်ကစားသမားယင်းလိုက်တာဗျာသူမဟုတ်လို့ရှိရင်ဘာဘီကန်ဂိုးပြီအဲ့လုံးကဘာဘီဆွဲလာတာရရှည်ပြီးတော့နှစ်ယောက်ကြောက်နှစ်ယောက်ကြားတဲ့ကပြန်ပတ်သွားပြီးတော့ဂိုးသမားနဲ့သူနဲ့ပဲရှိတော့တဲ့အနေထားမှာဟိုကနောက်ကနေလိုက်ဆွဲတဲ့အတွက်ကြောင့်မလို့ကျော်ပနတီပေးလိုက်တယ် တော်တော်ကြီးဗီနီရှက်ဂျူနီယာမဂိုးလို့ပေါ့ဂိုးလို့ရှိရင်တော့ကျွန်တော်ခုနပြောခဲ့လို့ပဲဒီပနတီအချိန်ပိုတွေထိအောင်သွားစီရမလို့ထားပါတော့ဒါမဂိုးခဲ့တဲ့အတွက်ကြောင့်မလို့အချိန်ပိုကစားတယ်အချိန်ပိုမှာလည်းတည်ရကြတယ်ပထမပိုင်းဒုတိယပိုင်းနှစ်ရက်နှစ်သိန်းလောက်ကဂိုးမသွင်းနိုင်တာဖြစ်တဲ့ကြောင့်မလို့ဒါပနတီကန်ပြီပနတီကန်တဲ့အချိန်ကြတော့ကျွန်တော်ရင်းဦးဆုံးအမ်ပါပေကန်နဲ့ဂိုးတယ်အမ်ပါပေပြီးတော့ကျွန်တော်ဟိုဘက်ကဆိုလက်ကန်နဲ့ဂိုးတယ်ဘယ်လင်ကန်ကန်နဲ့ဂိုးတယ်ပြီးတော့မှလာပြီနောက်အဒီကိုရဲ့ဒါဒုတိယမြောက်အလုံးဂျူလီယန်အေဗာရက်ကန်တဲ့အချိန်မှာ သူ့ခြေထောက်ကတဲကြီးကချော်ပြီးတော့ဘောလုံးကိုသွားထိသလိုမျိုးဖြည့်လိုက်တဲ့အတွက်ကြောင့်မို့လို့ကျုပ်ဧကိုကိုကန်ဆယ်လုပ်ပြီးတော့ဂိုးမဂိုးပါဘူးဆိုပြီးတော့ကန်ဆယ်ဖြစ်သွားတယ်ပေါ့အမှန်ဆိုလို့ရှင်အဲကိုးတာတို့ကိုးပေးခဲ့တယ်ဆိုလို့ရှင်ကျွန်တော် draw ကြနေဦးမှာဟိုဘက်ကလည်းပြီးတော့ vascat ပြန်ကန်တာကမကိုးဘူးလေဒါ oblack ကာကွယ်သားဆိုတော့မကိုးတဲ့အတွက်ကြောင့်မလို့တရေကြအောင်မှာမဟုတ်လို့ရှင်နောက်ထပ်ငါးလုံးအပြည့်တဲ့အထိကန်အောင်မှာဆိုတော့ တော်တော်လေးကြည့်လို့ကောင်းပါပဲဒါပေမဲ့ဂျူလီယန်အေဗာရာကကံကောင်းသွားနေပဲဒါ6ချော်ပြီးတော့ဘောလုံးနှစ်သွားထီတော့နှစ်ချက်ထီလို့ဖြစ်သွားတဲ့အတွက်ကြောင့်မလို့ကိုကကန်ဆယ်ဖြစ်သွားတယ်အဲ့ဒီအချက်ကြောင့်ပဲကျော်အတလတီကိုမထရီတိုကတော့ဒါနောက်ဆုံးရူဒီဂါရဲ့အဆုံးသက်9နဲ့ပဲဒါဒီချန်ပီယံလိဂ်ကိုဒီဆက်ကြောက်တင်အဆင့်ကနေပြီးပဲဒါလှည့်ပြန်ခဲ့ရပါတယ်ရီယယ်မထရီအသင်းကတော့ဒါသူတို့ရဲ့ဒါထုံးစံတိုင်းပဲအမြဲတမ်းချန်ပီယံလိဂ်ဆိုလို့ရှိရင်ကံကောင်းတာလားတကယ်ပဲချန်ပီယံလိဂ်ကသူတို့အတွက်ကြီးပဲလားလို့တော့မေးရလောက်အောင်ကို ဒီသူတို့ရဲ့ဝါကြောက်စရာကြီးပါချန်ပီယံလိမှာဝါတပါဆိုတာကလည်းတကယ်စကားပြောပါတယ်ကျွန်တော်ရီယယ်မက်ထရစ်ကတဖြည်းဖြည်းအိပက်အိပက်နဲ့လည်းတက်လာပြီနောက်တစ်ဆင့်မှာကျွန်တော်တို့ဒါ quarter final အဆင့်မှာအာဆင်နယ်အသင်းနဲ့ဒါရှင်ပိုင်ကစားသွားရတော့မှာပဲဖြစ်ပါတယ်ဒါပြိဿကြီးအမြင်မှာဆိုလို့ရှိရင်တော့ကျွန်တော်ဒီပွဲဒါမက်ဒရစ်ဒါဘီပွဲစဉ်မှာဘယ်အသင်းက အာဒီနောက်တစ်ဆင့်ကိုတက်လန်းတင်တယ်လို့ထင်လဲအခုဆိုလို့ရှင်တော့ဒါ real madrid အသင်းကတက်သွားပြီပေါ့ဒါပရိသတ်ကြီးနေနေရောဘာတွေကြိုက်လဲဘာတွေထူးခြားချက်တွေမြင်လဲ comment မှာဝင်ရောက်ဆွေးနွေးပေးသားကြပါဦး mm media ကိုအဆုံးနဲ့ issue ပေးကြရပရိသတ်တယောက်ချိန်တိုင်းကိုထူးပဲကြေဥတင်ရှိပါတယ်အာကသာသတင်းစီစဉ်တွေကိုနေ့စဉ်တင်ဆက်ပေးနေရကျော် mm media ရဲ့ Facebook YouTube TikTok တို့ကို like subscribe လုပ်ပြီးတော့စောင့်ကြည့်နိုင်ပါတယ် ဘောလုံးပွဲ highlight ကြည့်ရှုခြင်းနဲ့ပြည့်သက်များနေနဲ့လဲ www.mmmedia.stream မှာအခမဲ့ highlight ဝင်ရောက်ရှုနိုင်ပြီဆိုတဲ့အကြောင်းကိုတရင်ကောင်းပိုင်းနဲ့နောက်စီစဉ်ဒီမှာပြန်လည်ဆုံတွေ့ကြရမယ်ကျွန်တော်ရစီရင်တက်ဆက်သူကိုယ်စွဲပါ